ချင်းပြည်နယ်အတွင်းမှာရှိတဲ့မြေပြိုဆဲကိုမိုးရသည့်ကာလအတွင်းစိုးရိမ်မှုမရှိစေဖို့အတွက်အစိုးရတည်းရဲ့ရက်တရာစီမံကိန်းမှာထည့်သွင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သခိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါသန့်ဝေကျော်ကပြောကြားခဲ့ပါတယ်။ကလေးမျိုးမှာတော့ဒီမြေပြိုကန်ကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်တာကအော်တော်တော်လေးစိုးရိမ်တာပေါ့ဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့ရေပင်းမှလည်းအလုံးကြုံခဲ့ကြရတယ်ကျမတို့တွေလည်းကိုယ်တိုင်ကြုံခဲ့ကြရတယ်ကိုယ်တိုင်လည်းဟိုကယ်ဆယ်ရေးတွေမှလည်းဘယ်တော့ခက်ခဲခဲ့ကြရလဲဆိုတော့မိုးရွာတိုင်း ်မိုးရွာတိုင်းเนาะတဘာဝဘေးအန္တရာယ်ဘလို့ထပ်ဖြစ်မလဲဆိုတဲ့စိုးရိမ်မှုနဲ့မြေပြိုကံကိစ္စကတော်တော်ကြီးဒါတနိုင်ငံလုံးနဲ့ဟိုတည်နေကြတဲ့ကိစ္စစိုးရိမ်ကြရတယ်တဘာဝမြေပြိုကံကိစ္စကိုအစိုးရတည်အနေနဲ့ပြည်သူအစိုးရတည်အနေနဲ့ဒီချက်တရားစီမံချက်ထဲမှာလည်းအပါဝင်ဖြစ်တဲ့အတွက်ကြောင့်ဒါပထမဦးဆုံးဒေတာကန်နဲ့ကလေးမျိုးမှာရှိနေတဲ့အဖွဲ့အစည်းတွေဒေတာကန်နေနဲ့ဌာနဆိုင်ရာလေးနောက်ပရိုတိုကိုဆက်လဲလေး တိုင်းဒေသကြီးအဖွဲ့ဝန်ကြီးတွေနဲ့လာရောက်တွေ့ဆုံပြီးတော့မှဆွေးနွေးတာပါ2015မိုးရသီမှာဖြစ်ပွားခဲ့တဲ့ရေကြီးရေရှမ်းမှုကြောင့်ချင်းတောင်ချီဒေသမှာပျက်စီးမှုတွေရှိခဲ့ပြီးပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ဆက်လက်လှုပ်ဆောင်မှုကိစ္စတွေနဲ့ပတ်သက်ပြီးကလေးမြို့မှာဧပြီလ18ရက်နေ့ကသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဒေသခံတွေတွေ့ဆုံခဲ့ပါတယ်ဒီလိုဆွေးနွေးရမှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနကပြည်တော်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့အဖွဲ့နဲ့ ကလေးမျိုးပေါ်မှာရှိတဲ့လူမှုအဖွဲ့အစည်းတွေလွတ်တော်ကိုယ်စားလှယ်တွေဌာနဆိုင်ရာဝန်ထမ်းတွေဒေသခံပြည်သူတွေကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာချင်းပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့ညှိပြိုဆဲကြီးကိုမိုးရွာသည့်ကာလမတိုင်ခင်ဒေသခံတွေရဲ့အနေရကင်းရှင်းရေးနဲ့ဒေသခံပြည်သူတွေရဲ့စိုးရိမ်မှုတွေကိုရှော့ချပေးရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ပါတယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်ဟန်ကင်ကျေးရွာအနီးမှာရှိတဲ့မြေပြိုဆဲကြီးဟာ2015ခုနှစ်မိုးရသည့်ကာလအတွင်း တောင်တွေအလုံးလိုက်ပြိုဆင်းလာမှုကြောင့်ဆဲကြီးဖြစ်ပေါ်လာပြီးဆဲရဲ့ပတ်ဝန်းကျင်ဘေးမှာဆဲငယ်တွေ၅ခုခန့်ရှိပြီးပိတ်ဆို့နေတဲ့မြေသားတွေဟာလည်းတက်နှုတ်ကြောင့်အမျိုးအစားတွေဖြစ်တာကြောင့်ဒေသခံတွေကအန္တရာယ်ဖြစ်လာမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ကလေးမျိုးနယ်အတွင်း2015ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ရေကြီးရေလျှံမှုတွေကြောင့်ကျေးရွာတွေမှာနေအိမ်တွေပျက်စီးခဲ့တဲ့ဒေသခံတွေကိုပြန်လည်ဆောက်လုပ်ပေးခဲ့ပေမဲ့ချင်းတောင်ကစီးဆင်းလာတဲ့နှုံးတွေဖုံးလွှမ်းမှုကြောင့်လေယာဉ်မြေအများအပြားဟာလည်းပျက်စီးမှုရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလဲယာမြေတွေကိုပြန်လည်ပြုပြင်ဖို့လိုအပ်နေပြီးလာမယ့်မိုးရာသီမှာလဲပြန်လည်စိုက်ပျိုးဖို့အတွက်အခက်အခဲတွေလည်းဖြစ်ပေါ်နေတာဖြစ်ပါတယ်။